တေချင်းကိုအန်ဒုသောတက်ရှိကျွန်တော်တို့ကဘာကြီးရဲ့သမုဒ္ဒရာတွေမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်။အဲ့ဒီလိုအပ်ချက်တွေတဲကအန်ဩစရာကောင်းဆုံးတစ်ခုကတော့တေချင်းကိုအန်ဒုနိုင်တဲ့တက်ရှိသမျိုးပါပဲ။အဲ့ဒါကတော့ Peritoxis Donii လို့ခေါ်တဲ့ Jelly ငါးမျိုးစိတ်လေးပဲဖြစ်ပါတယ်။ဒီ Jelly ငါးလေးတွေဟာရစားအပြင်တိတ်မကြီးပေမဲ့သူတို့မှာဘယ်တက်ရှိမှမပိုင်ဆိုင်သေးတဲ့စွမ်းအင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘယ်တော့မှမတည်ဆုံးနိုင်တာပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်တက်ရှိတွေဟာအုံမင်းရင်တည်ဆုံးရပေမဲ့ ဒီဂျယ်လီငါလေးတွေကတော့ဖြားနာလာတဲ့အခါဒါမှမဟုတ်အန်နီယန်နဲ့ကြုံတွေ့တဲ့အခါတိုင်းငယ်ရတဲ့အခြေအနေကိုပြန်ပြီးပြောင်းလဲပြစ်နိုင်ရန်ရှိပါတယ်။ဒါကြောင့်ဒီ territorial donian ကို DM model jelly fail လို့ခပါကမိပေးထားကြတာပါ။ဒီဂျယ်လီငါရဲ့ထူးခြားတဲ့ဘဝစုံးဖို့နားလဲဖို့ဆိုရင်မက်ဒူဇာကနေပေါ်လစ်ကိုပြန်လဲပြောင်းလဲနိုင်တဲ့ဖြစ်စဉ်ကိုကြည့်ရပါဦး။ပုံမှန်ဂျယ်လီငါတွေဟာမက်ဒူဇာဆင့်မှသေဆုံးသွားပေမဲ့ territorial donian ကတော့ပိုမင်းနဲ့မက်ဒူဇာခန္ဓာကိုယ်ကနေ စတင်ပြီးတော့ဆဲတွေကိုပြန်လဲစူးစီးလိုက်ပါတယ်။သူတို့ရဲ့မဲဒူဇာခန္ဓာကိုယ်ကအသားလုံးငယ်လေးဖြစ်ကျုံသွားပြီးတော့ပင်လယ်ကြမ်းမြေမှာတွေ့ကပ်နေတဲ့ပေါ်လစ်စင်ကို ပြန်လဲရောက်သွားပါတယ်။ဒီဖြစ်စဉ်ကို Transdifferentiation လို့ခေါ်ပြီးရင်းကျက်ပြီးသားဆဲတွေဟာမူလစင်ကိုပြန်လဲပြောင်းလဲသွားတာဖြစ်ပါတယ်။ဒါဟာဆဲကိုမင်းရဲ့မူလအလုပ်ကိုပြန်လုပ်ပါလို့ဗီဇကအမိန်ပေးလိုက်တယ်လို့ပါပဲ။ဒီလိုပြန်ပြောင်းလည်နိုင်တဲ့စွမ်းအင်တွေကြောင့်သူတို့ဟာ theory တွေရသာရရှင်သန်နိုင်တဲ့သက်ရှိပြီးသတ်မှတ်ခြင်းခံထားရတာပါ။ ဒီ model jerry fit ရဲ့လိုအပ်ချက်ကိုဖော်ထုတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့လူသားတွေအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေရှိလာနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ဆဲတွေပြောင်းပြန်လန်နိုင်တဲ့စွမ်းရည်ကိုနားလည်သွားမယ်ဆိုရင်ကျွန်တော်တို့တွေဟာလူသားတွေရဲ့ engine process ကိုရပ်တန့်ဖို့ဒါမှမဟုတ်ပြန်ပြောင်းလန်နိုင်ဖို့အတွက်နီလန်အစ်တွေကိုရှာဖွေနိုင်မှာပါ။ဒါအပြင်ဒီဖြစ်စဉ်ကိုအသုံးချပြီးတော့ပျက်စီးနေတဲ့အင်္ဂါစိတ်ပိုင်းတွေကိုပြန်လည်ပြုပြင်တည်ဆောက်နိုင်တဲ့ regenerative medicine နဲ့ပဲမှာတိုးတက်မှုတွေရှိလာနိုင်ပါတယ်။ဒီတက်တော်လေးကိုလေ့လာခြင်းကနေ ျွန်တော်တို့တွေကသာဝရအသက်ရှင်သန်ခြင်းဆိုတဲ့လူသားရဲ့ရှေ့ကြသောအိမ်မက်တစ်ခုအကောင်အထည်ဖော်ဖို့ခြေတလန်းခြင်းစီညှိစက်လာနေပါပြီဒီလိုမျိုးသဘာဝတရားရဲ့အံ့ဖွယ်အရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့